လူဘဝလေးမှာအာဟုတို့တရားတွေလုပ်ပြီးလို့အပယ်ချရင်ရှုံးပြီအဲ့ဒီအရှုံးမခံနိုင်ဘူးအရှုံးမခံနိုင်ဘူးအဲ့တော့လွတ်တဲ့လမ်းကထွက်ဒီသဘောလေးပဲအဲ့တော့အာဟုတို့တွေပြုလုပ်ထားပါလေနဲ့ကိုပြုတဲ့အာဟုတို့ကိုတေကန်ဒီအချိန်မှာအကျိုးရှိရှိအတုံးမချတတ်လို့အပယ်လေးပုံဆိုတဲ့ဝဲကြီးရဲ့ထဲမှာလင်းနေတာဒီအများကြီးရှိဒါကြောင့်အပယ်လေးပုံဆိုတဲ့ဝဲကြီးရဲ့ထဲကနေလွတ်မြောက်ဖို့တေချင်းဆိုင်ရာသဘောတရားတွေလည်းလေ့လာထားဖို့လိုတယ် အင်္ဂလိပ်ဘာသာလေ့လာတယ်ဂျပန်ဘာသာလေ့လာတယ်ကိုရီးယားဘာသာလေ့လာအခြားဘာသာတွေလေ့လာလေ့လာတာကောင်းပါတယ်ဒါပေမဲ့ပေချင်းနဲ့ပတ်သက်တဲ့တရားလေ့လာဖို့လိုတယ်ပေချင်းဆိုင်ရာသဘောတဘာဝတွေကိုလေ့လာမယ်ဆိုရင်လောကမှာပုထုဇဉ်လူသားတိုင်းမသိနိုင်တဲ့မသိခြင်းကမျိုးရှိတယ်လူတွေကဘယ်အသက်ရရမယ်သိရမယ်ဆိုတာမသိငွေကစားမှာအမိဝန်ထဲမှာဘယ်ရွယ်မှာလဲမသိဘူးကိုယ်တော့လည်းမစမ်းနဲ့စမ်းတော့လည်းမကိုယ်ခင်ပြေမျိုးပဲပြေမှာပဲ လူတွေကချင်းမျိုးကချင်းမျိုးရှမ်းမျိုးဗမာမျိုးအမျိုးတွေခွဲပလိုက်တာတကယ့်အမျိုးကတေမျိုးတကယ့်တေမျိုးပဲအဲ့တော့အဲ့ဒီတေမျိုးဆိုတာဒီကအပြင်မှာရှိတာမဟုတ်ဘူးနှိမ့်စင်ခန္ဓာကိုယ်ထဲမှာနှိမ့်ဆက်နေတာတစ္ဆက်ကပုံသွားတိုင်းတစ္ဆက်ကပုံသွားတိုင်းကိုယ်စီကနုပြိုခြင်းတွေကိုသူကယူဆောင်သွားလို့ခန္ဓာကိုယ်ကြီးမှာကြံနေတာကအုံမီရင်ရောခြင်းတွေပဲတည်ခြင်းတည်းကခန္ဓာထဲမှာနှိမ့်လိုက်နှိမ့်ဆက်နေတာ တရက်ကုန်သွားတယ်တရက်ကုန်သွားတယ်ပေဖို့တရက်တရက်နီးလာပြီဘာမှအယုံမဆိုင်နိုင်တော့ဘူးနီးလာတဲ့ပေခြင်းတရားတရက်ကုန်သွားတယ်အခုမနေ့ကနေညံ့နေညံ့နေတော့နေပြီပေဖို့ပုံနီးလာပြီအဲ့ဒီပေဖို့နီးလာတဲ့ပေခြင်းတရားနဲ့ရက်ဆိုင်ရင်ပေသွင်းကိုနောက်ဘယ်သူမှမလိုက်ဘူးအမေလည်းမလိုက်ဘူးအဖေလည်းမလိုက်ညီကောင်မောင်နှမတွေလည်းမလိုက်ဘူးဘယ်သူမှမလိုက်ကိုလုတ်ခဲ့တဲ့ကုသိုလ်အကုသိုလ်တရားတွေနဲ့ကိုကသွားရမှာ အဟုတ်တို့ရှိနေရင်တော့နောင်ဘဝကိုတယောက်တည်းဒုက္ခရောက်ပြီအဖေလည်းမကယ်နိုင်အမေလည်းမကယ်နိုင်ညီကိုမောင်မကြီးလည်းမကယ်နိုင်ကိုကိုကိုလည်းမကယ်နိုင်ဒီတဘောကဒုက္ခရောက်တာထက်နောင်ဘဝကဒုက္ခရောက်တာဆိုးတယ်တည်တာကြောက်เสียမကောင်းဘူးတည်ပြီးဒုက္ခရောက်တာကြောက်เสียကောင်းတယ်အဲ့ဒီဒုက္ခကိုကြောက်တယ်ငတ်မဲ့ဒုက္ခမကြောက်ဘူးမွေးမဲ့ဒုက္ခမကြောက်ဘူးတည်ပြီးဒုက္ခရောက်မှတိတ်ကြောက်တာအဲ့ဒီဒုက္ခကလွတ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာပဲစိတ်ဝင်စား 他里里个表嘛，这个表意呢，中央那个，如避免了一个，这样好些嘞，可以养些嘞。他里如果对五，都果不身保险罗好了。老个记得嘛，可以养对象可以养娃娃，是吧？可以找来嘛，表给我，嘛表个户，不达发达了嘛，公母给生些鸭子，叫嘛，抱来嘞是好嘞，别个都冇咩嘛，不达发达嘛没事的，不达发达我们说来讲嘞，不管谁家嘛抱来啦，有巴特卡，有巴蒂卡嘛没事的嘛。 ဒါတွေကကြာဆင်းလာကြည့်ရင်လူတွေကပြည့်ညတ်တရားပါခေါ်လိုက်ကြတာခေါ်လာပါအဲ့ခေါ်တဲ့ပြည့်ညတ်တွေမှာနေလို့ပြည့်ညတ်တွေလည်းအာယုံရှုပ်ရင်တော့လွတ်ဖို့မလွယ်ဘူးအရေးကြီးတာလွတ်ဖို့ပဲအဲ့ဒီလိုလွတ်ချောင်းလေးကိုမိဆိုင်ရမိဆိုင်ရလေးလေးကိုမြစ်တာစေတနာထားလို့တဘောလေးပေါက်ပါစေအများကြီးမဟုတ်ဘူးနည်းနည်းလေးသိသွားရင်သိပါစေအန္တအကန်းကနေအမောနည်းနည်းလေးအလေးရရင်လည်းရပါစေဆိုတော့မြစ်တာနဲ့မိဆိုင်ရလေးဟောပေးလို့ သူ့ရဲ့နေရာတိုင်းခေါ်ပြီးတရားဟောခိုင်းတော့တာဓမ္မဆရာဆိုတဲ့နာမည်လေးတတ်လိုက်တာသူ့များဟောခဲ့တဲ့တရားတွေကမှ black sheep ဟောတာဒီဟာဘာမှမပါတော့ပါရတန်တရားလွတ်မြောက်ကြောင်းမှာအဲ့တော့တန်တရားလွတ်လွတ်မြောက်ကြောင်းမှာဗုဒ္ဓရဲ့တရားအတိုင်းမဲ့လန်းရှိတယ်ခရစ်တော်ရဲ့တရားအတိုင်းသူ့ရဲ့လွတ်မြောက်ခြင်းတည်ဟူသောအကျွတ်တရားလမ်းရှိတယ်။ဘာကြောင့်လဲဆိုတော့တမန်တော်၁၆ဆက်ခေါ အမှန်ကျမ်းစာမြတ်မှာအချုပ်တရားလမ်းလို့ပဲပါဒါကြောင့်အတ္တနဲ့ဆွဲပြီးခရိယဘာသာဗုဒ္ဓဘာသာပြောမယ်ဆိုရင်တော့ကျွန်တော်မျိုးဒီညာကနေပြန်သွားရုံပဲဘယ်ဘာသာမှပြောစရာမလိုဘာသာတိုင်းကောင်းတယ်ဖျားတိုင်းကောင်းတယ်ကိုကောင်းရင်လားပဲစဉ်းစားကိုကောင်းရင်လားတကယ်ကောင်းရင်လားကိုရဲ့မနောကြည်ရဲ့လားဒါလေးစဉ်းစားလက်တစ်ဖြစ်ဒီမှာစိတ်ဟာကတိတသိမ့်ကချုပ်ပြတ်နေတာပဲကောင်းတဲ့စိတ်မကောင်းတဲ့စိတ်ရောပြတ်နေတာပဲစိတ်ကလေးကြည်ရဲ့လားသူတော်ကိုကောင်းတာမြင်ရဲ့လားဒါကလေးပါ အဲ့ဒါကလေးတွေမရှိဘဲနဲ့ပြညာတရားကြီးနဲ့ပြောနေမှဆုံးတော့ဘာမှပြောစရာမရှိဘူး။ဒါကြောင့်တခုပဲသိမယ်ဆိုတာသိနေရင်အားဒီပြင်ဆင်ထားတယ်။ဘယ်ယောဂဝေဒနာနဲ့သိရမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူး။ဘယ်ယောဂနဲ့သိပါလဲမသိနိုင်ဘူး။ဘယ်နည်းဘယ်အချိန်မှသိမှလည်းမသိနိုင်ဘူး။ဘယ်နေရာဘယ်ဒေသမှသိမှလည်းမသိနိုင်ဘူး။သိပြီးတဲ့နောက်ဘဝဘယ်ဘုံရောက်မလဲ။ယဟန္တာမှာတပါမသိနိုင်ဘူး။ တခုတော့ပြန်တွန်းမယ်ဒါကဗုဒ္ဓဘာသာဘက်ကယေရှုခရစ်တော်ဖရာကိုယုံကြည်ကိုးစားတဲ့သူတွေအနေနဲ့ခရစ်ယာန်ဘာသာလို့မတုံးဘူးနော်ခရစ်ယာန်ဘာသာဆိုတဲ့စကားအာယုန်ထဲမှာမရှိဘူးခရစ်တော်ကိုယုံကြည်ကိုးစားတဲ့သူကိုတော့ယုံကြည်သူလို့ခေါ်ထားတာပဲရှိတယ်ခရစ်ယာန်ဘာသာဆိုတာလူတွေကလုပ်လိုက်တာဖရာကမပြောဘူးဖရာမပြောဘူးဖရာဆိုတာဝိညာဉ်ရဲ့တော်ရတယ်ဘယ်သူမှစုကိုးဝယ်လို့ရတာပဲဗုဒ္ဓဘာသာဆိုလဲငါတို့ကမှဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုရင် အချင်းရောပုဂ္ဂိုလ်လိုမရတော့ဘူးလေလားကင်ရောပုဂ္ဂိုလ်လိုမရတော့ဘူးလေလားဘုရားဟာအရာအလူသားအလုံးအတွက်ပါဘုံပိုင်မှာအလုံးပိုက်ဆိုင်ပါလေလူလက်ဆောင်နဲ့မြင်တွေ့ပြီးကိုယ့်အတွက်ရောပါရေဆိုတာကတော့ဒီမှာထည့်ထားတာ H2O ပဲရေသူကကချင်းတောင်းရင်အရာသာတစ်မျိုးဗမာတောင်းရင်အရာသာတစ်မျိုးကလားတောင်းရင်အရာသာတစ်မျိုးကြောင်းသွားတာမဟုတ်ပါဘူးရှင်ရတဲ့သူအတွက်အဲ့ဒီရဟာအကျိုးပြုတယ်လို့ဖះဆိုတဲ့ပုဂ္ဂိုလ်ကဘယ်သူပဲကိုယ်ပဲကိုယ်ပဲကိုယ်ပဲတဲ့သူတွေအကျိုးပြုနေတာပဲလူတွေသာအတ္တနဲ့ဆွဲတာ ဘုရားကအနတ္တပါယေရှုခရစ်တော်ကလည်းဗာမိတ်ခဲ့တယ်လေဆိုရင်ငါနောက်ကိုလိုက်မယ်ဆိုရင်ကွာမင်းတို့အတ္တကိုဖယ်ဖြောက်ပြီးတော့လိုက်ခဲ့ကွာအတ္တဖယ်ဖြောက်မှတော့အနတ္တတရားပဲကြားခဲ့တာပဲလူတွေကအတ္တတွေနဲ့ဘုရားနောက်လိုက်ကြတာဘယ်ဘုရားကမှအတ္တတရားကိုအဓိကမထားခဲ့ဘူးအနတ္တပဲအဲ့ဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ယေရှုခရစ်တော်ကဘာပြောလဲယေရှုကိုယုံကြည်တဲ့သူတွေကတော့တဲ့တည်ရင်ဘယ်နေရာရောက်မယ်ဆိုတာသိကြပါလေ ဘာဖြစ်လို့တိကျတယ်လဲဆိုတော့တမာချမ်းသာကပေါ်ပြပေးလို့ပါတမာချမ်းသာတော်များကြီးကမှာဘာများပါလို့လဲဆိုရင်ယောဟန်ခန်းကြီးတို့အငယ်15မှာယေရှုကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မြောက်ထာဝရအသက်ကိုရမည်ကြောင်းဒီဘုရားဘာသာကိုသူတော်ကောင်းသူတော်စင်နေနေပြန်စဉ်းစားကြည့်ပါဦးငါးပါးဒီလာကိုအခြေခံတိလာနေနေမဆောင်သေးဘူးလားအဲ့ဒီမှာမူတာဝါဒမပါဘူးလားမူတာဝါဒမူတာဝါဒဝေဒံမိတိတ်ခါဝါဒတမာတိရမည်လေလိညာပြောဆိုခြင်းမှာ ဆောင်ကျင်ပါမယ်ဒါကဗုဒ္ဓဘာသာသူတော်ကောင်းသူတော်စင်များအနေနဲ့နှိမ့်စဉ်ဖရာဝတ်ပြုတဲ့အခါမှာအခြေခံတိလအနေနဲ့ခေါင်းဝေပစိုးကဲကိုမြဲပြီးတိလဆင်ကျဲအောင်နှိမ့်စဉ်ဆောင်ထိန်နေရတဲ့တိလပဲအဲ့မှာဘာပါလဲမူတာဝါဒလင်ညာပြောဆိုခြင်းမှာဆောင်ကျင်ပါလူသားအချင်းချင်းတော်မှာမလိမ္မာဘူးဆိုတဲ့ဂတိတစ္ဆာဝုကိုပြုတ်ခဲ့ဆိုရင်ဖရာဆိုတဲ့ပုံပုံကလိမ္မာမလားလို့စဉ်းစားမိတာဒါပါပဲဘုရားရှင်တော်မြတ်ဖရာ တရားထဲမှာရှိနေတာကျင့်ဆောင်ထိမ့်သိမ့်မဲ့သူတွေဟာအခုမဲ့ပြင်ရှိပါနဲ့ပတ်သက်ပြီးတိလဆောင်ထင်းရင်တော့တိလတစ်မျိုးပေါ့ရှိပါတိလကတစ်မျိုးပေါ့ဆယ်ပါတိလကတစ်မျိုးပေါ့ဘာမှတိလကတော့နေ့စဉ်ကျွန်တော်တို့ဗုဒ္ဓဘာသာသူတော်ကောင်းသူတော်စင်နေနဲ့စောင့်ကြည့်ရတာပဲဒါကြောင့်လူပိဋကကစဉ်းစားဉာဏ်လေးထည့်လိုက်လူသားပုထုဇဉ်မှန်တော်ညာလည်းပဲ နေ့စဉ်ဖရာကိုဝိပုတဲ့အခါငါးပါးတိလာကိုခိုင်ဆောင်ထင်းပြီးတိလာစင်ကြအောင်နေတဲ့တို့များဗုဒ္ဓဘာသာဝင်အနေနဲ့ကြောက်နဲ့ကြောက်တော့မှုသားမပြောပါဘူးမလိမ်ပါဘူးလို့တော့မှကိုယ့်နှုတ်ကိုကိုယ်ဆောက်ထီးရင်ဖရာလို့ခေါ်ခိုင်းရတဲ့ပုဂ္ဂိုလ်ကလိမ်မမလားဒါလေးစဉ်းစားလို့မယ်ယေရှုခရစ်တော်ဟာလောကကြီးကိုလာလိမ်တာလားစဉ်းစားလို့မယ်အဲ့တော့လူချင်းချင်းတော့မလိမ်ပါဘူးဆိုရင်သူကပြောခဲ့တဲ့စကားလေးတစ်ခုကဘာလဲဆိုတော့ 我个用几多土对用到来是那面，早晚看你十定的山，开了十场，太阳下没淋不水，都是干埋的。他说都是干埋，都不要那面要麻烦，大雷吧？俺们家就住来干活吧。去年嘞，前年哩过，带澳门身上来的。你罗他妈讲了，我明天嘛，爸爸嘞，你给我买点嘛。伢一整天到外头没人的店呢。 ကောင်းရင်ဘုံ၌လူလက်ဖြင့်မလုပ်ပဲဘုရားသခင်ခံစင်းတော်မူသောနေဆာထာဝရအိမ်ရှိကြောင်းငါတို့သိကြ၏။ယာယီတဲဖြစ်တော်ငါတို့မြေအိမ်ပြီဆိုတာပထဝီတေသောအာဘောဝါရောဆိုတဲ့ဓာကြီးလေးပါးနဲ့ဖွဲ့စည်းဒီခန္ဓာကိုယ်ဒီလူဟာမမြဲတဲ့အနေဆာတစ်ချိန်တိုင်းနဲ့စွန့်ပစ်ခဲ့ရမယ်။အဲ့ဒီမြေအိမ်ကြီးပြတ်သွားရင်ကွာတဲ့။တန်လျာဒုက္ခပေးလွတ်ငိမ့်တဲ့နေရာရှိတယ်ဘုရားလုထားပေးပါလေတဲ့ဒါလို့လား။ကျွန်တော်တို့တော်မှ လူသားဖြစ်ရတဲ့တော့ပုပ္ပမေဆာအပ္ပရာစေတနာတုံးထံကြာခံပြီးစေတနာနဲ့ လူတန်းတဲ့ကုသိုလ်တရားတော်မှလူဖြစ်ရင်လည်းလူချမ်းသာ၊နတ်ဖြစ်ရင်လည်းနတ်ချမ်းသာ။နတ်ချမ်းသာတော်မှမှကိုလုပ်တဲ့ဒါနဟာနတ်ပြည်မှာဘုံဘိမ့်ပံတွေကိုဖြစ်ပေါ်စေတာပဲ။လောကမှာကိုလူခဲ့တဲ့ဒါနကိုလူခဲ့တဲ့စေတနာတရားလေးဟာကိုတည်ပြီးတဲ့နောက်ဘဝကောင်းစားဖို့နတ်ပြည်မှာကိုလက်နဲ့လှူလိုက်တဲ့ကိုလက်နဲ့ပေးကမ်းလိုက်တဲ့စေတနာတရားတရားရဲ့အကျိုးအဖြစ်တည်ပြီးတဲ့နောက်ဘဝမှာနတ်ပြည်ရောက်ရင်တော့နတ်ဘုံနတ်နန်းနဲ့နေရမယ်။ ိုလုတ်တဲ့ပမထဇံဒီဓမ္မပြမဓမ္မပေါ်နဲ့ကိုနေရတော့မယ်ကိုလုတ်လို့ကိုရသေးတယ်ဆိုရင်ဖះလုတ်လို့ရပါတယ်ဆိုတာတမာကျမ်းစာမှာဖော်ပြတာဘာဖြစ်လို့ယုံတာလဲဆိုဖះဆိုတဲ့ပုံကိုပြောလို့ယုံတာပဲလူတွေကမယုံပါဘူးလူတွေအမျိုးမျိုးပြောနိုင်တယ်လူတွေပြောလို့ယုံလာတာမဟုတ်ဖះရဲ့တရားဘာရှိလဲလို့လေ့လာလို့ဒီစကားလေးထည့်ပြောတာဒါကြောင့်ကြမ်းချက်ကလေးတွေထည့်ပြောတာခုနဘုံမူကြီးတိုင်ရင်မှုခုနနှိုက်ကြည့်လိုက်တဲ့စောင့်ထဲမှာအကုန်ပါတယ်ဒါလေးတွေမြင်လို့ပြောတာ ်လူလူအဖေဘာမှပြောစရာမလိုဘူးဘာဖြစ်လို့လဲလူဆိုတာဖယားဟောမှတိတာပါကိုညံနဲ့ကိုဘယ်လိုပြနိုင်မလဲဖယားဟောတဲ့တရားကိုကိုညံနဲ့ကိုတိသွားတာကြည့်တရားတိတယ်လို့ခေါ်တာအဲ့တော့နောက်တစ်မျိုးကဘာပြောလဲဆိုရင်စာလံ23အငယ်6မှာအကယ်စင်စစ်အကျွန်ုပ်ဒီကျေးဇူးနဲ့ဂရုဏာတော်ကိုတသက်လုံးခံစားယူထာဝရဖျားကြီးအိမ်တော်မှာအစဉ်မြင်နေရတယ်အဲ့တော့ထာဝရဖျားကြီးအိမ်တော်မှာနေတယ်ဆိုတာဘာလဲဒုက္ခကလွတ်တာလေးပဲဒုက္ခကလွတ်တာလေးပဲ အဲ့တော့ဒုက္ခကလွတ်တာလေဆိုတော့ဒီမှာလေးပဲရှိပါတယ်။အရန်ကြိုက်လို့ရေးသားထားတာလေးမှားမှာကြောက်လို့တာစာအုပ်လေးကြည့်ကြောခြင်းလား။ဒီမှာဘာဘာလေးပြောခြင်းလဲဆိုရင်မကူးပရိယာနဲ့ကိုးပရိယာကိုးပယ်မှုအမှားနဲ့ကိုးပယ်မှုအမှန်ကလေးဗုဒ္ဓဘာသာပွင့်တော်မူလာပြီးတဲ့နောက်မကူးပရိယာနဲ့ကိုးပရိယာကိုဖွဲ့ကြပြီးဟောနေခဲ့ပါလေ။ နေတံဘောဒရဏံကျေမနေတံဒရဏမုတ်တမနေတံဒရဏမာဂမသဗ္ဗဒုက္ခပမုဇ္ဇတိဓမ္မပဒခါရာ189မှာဤတော်တော်အာရံအတိတ်ရသစ်ပြန်စတော့ကိုးကွယ်ရာဟုဓမ္မကိုကိုးကွယ်ခြင်းသည်ဒေကင်းသောကိုးကွယ်ခြင်းဟုမြတ်သောကိုးကွယ်ခြင်းဟုကိုးကွယ်ရာဟုဓမ္မကိုကိုးကွယ်စိတ်ကချင်းတော့ဒုက္ခခတ်သိမ်းမှမလွတ်မြောက်နိုင်ဒါကြောင့်ဓမ္မအဘိဓမ္မနဲ့မှာကိုးကွယ်တာကိုကြည့်ကြည့်တော့ကိုးကွယ်လေဆိုတာသကလုံးနှစ်ခုပေါင်းဆက်ထားတာကိုးဆိုတာအားထားမှုခွဲကွယ်ဆိုတာမမြင်ရမတွေ့ရတဲ့အခြေအနေ ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာအနိဋ္ဌာယုံတွေမတွေးရမမြင်ရတဲ့အခြေအနေရောက်ဖို့အတွက်သောအားပုဂ္ဂိုလ်ရှိတဲ့လူတွေကိုဖိကိုအားထားတာဓမ္မမောင်ရဲ့သောအားရှိတဲ့ဖရာတွေကိုအားထားမိခိုးနေတာအဓိကကတော့ကိုယ်ဝယ်နေဆိုတာကိုယ့်ဘဝမှာအန္တရာယ်ဒုက္ခခတ်တဲ့ကိလို့နေဖို့ပဲဆိုတော့အဲ့ဒါလေးကိုစဉ်းစားဆင်ခြင်ရင်းနဲ့နောက်ပြန်ပြီးတော့လေ့လာကြည့်တော့အဲ့ဒီလိုရှင်းရှင်းလင်းလင်းဟောထားတဲ့တရားအရာ မကိုယ်ဝယ်ရကိုသိရှိတယ်။ဒါလည်းတဲ့ဒုက္ခကနေမလွတ်နိုင်တဲ့အရာတွေကို ကိုးကွယ်ရင်တော့မှားတာပဲကွာအဲ့တော့ကိုးကွယ်မှုအမှန်ကြတော့ဘာပြန်ပြောလဲယောစဗုဒ္ဓင်းစဓမ္မင်းစတန်ငင်းစတရဏံကတောစတ္တာကြီးအရိယာကြီးသစ္စာမိတမ္မပညာယပတ္တိဒုက္ခဒုက္ခသမုပါဒံဒုက္ခသစ္စာအတိတ်ကမ္မအရိယာသတ္တင်္ဂကံမေကဒုက္ခပတမေကနိနိဓမ္မပဒခါရာ190 190တက်အကျဉ်းသူတိမြတ်စွာဘုရားကို၎င်းတရားကို၎င်းသံဃာတို့ကို၎င်းကိုယ်ပဲစိတ်ကပ်ကုန်ဤ ထို့သူသည်ဆင်းရဲအမှန်ဒုက္ခသစ္စာဆင်းရဲခြင်းအကြောင်းအရင်းမှန်သမှုတရားသစ္စာဆင်းရဲဒုက္ခလွတ်မြောက်ရာအမှန်និရောဓသစ္စာဆင်းရဲချုပ်ရာနိဗ္ဗာန်တို့ရောက်သောအမှန်အင်္ဂါ၈ပါးရှိသောမြတ်သောမေတ္တာသစ္စာဤဟုသောအရိယသစ္စာ၄ပါးကိုမဲ့ပညာဖြင့်ကောင်းစွာပြင်းပြတွေ့၏။ဒါကြောင့်တန်လျာလွတ်မြောက်ချောင်းကိုကိုးကွယ်ခြင်းအမှန်ပဲ။အဘုဒ္ဓရှင်တော်မပြောဟောခဲ့။ဒါကြောင့်ပြန်ပြောလိုက်ရင်နှစ်ခုပါမြတ်တော်ကိုးကွယ်ခြင်းမဟုတ်ရင်အပြစ်ဆိုတာရှိပါတယ်တဲ့။ဒါကြောင့်နေတံခောတရဏခေမနေတံတရဏမௌတ္တမနေတံ ပြဏမာဂမ္မတပ္ပဒုက္ခပမုဇ္ဇတိဓမ္မပဒကာရ189ခုနပြောပြီးသားဒုက္ခခတ်သိမ်းမှမလွတ်မြောက်နိုင်တော့ကိုယ်ပွင့်မှုသည်အပြစ်ရှိတယ်တဲ့မမှန်တော့ကိုယ်ပွင့်မှုပဲဒါကြောင့်လူတွေကကိုယ်ပွင့်မှုမှားရင်ဒုက္ခခတ်သိမ်းမကင်းလွတ်နိုင်မယ်တန်တရားဝဲဩဃတဲမှာတဝဲဝဲလေတဲ့ဒုက္ခရောက်ရတော့မယ်ဒါကြောင့်ကိုယ်ပွင့်မှုမှားရင်အကျိုးကျေးဇူးတွေရနိုင်တယ်တဲ့အေတံခောတရဏံခေမအေတံတရဏမဟုတ်ဘူးမအေတံတရဏမာဂမ္မတပ္ပဒုက္ခပမုဇ္ဇတိ ဒီယေဒနာသုံးပါးကိုကိုယ်ပဲစိတ်ကချင်းဒီဘေးမရှိတော့ကိုယ်ပဲစိတ်ကချင်းမြည်ဤမြတ်တော့ကိုယ်ပဲချင်းနဲ့မြည်ဤယေဒနာသုံးပါးကိုကိုယ်ပဲစိတ်ကချင်းတော့ဒုက္ခခတ်သိမ်းမှာလွတ်မြောက်ဤဒါကြောင့်ကိုယ်ပဲချင်းမှာဒုက္ခခတ်သိမ်းကမလွတ်မြောက်နိုင်ရင်ကိုယ်ပဲမှုအမှားဒုက္ခခတ်သိမ်းကလွတ်မြောက်နိုင်ရင်ကိုယ်ပဲမှုအမှန်လို့ပြောခဲ့တဲ့အခါမှာကန္နမောကလနဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားတို့ကြားခဲ့တဲ့တရားကလေးရှိပါတယ်အဲ့ဒါလေးကိုဆင်ရင်မိတာပါမှမှာတော့လို့ဆရာဆရာဥပဒေတော့ကံရရစီ

အရှင်ဘုရားကိုတော်တိုင်အသက်ရှင်နေနဲ့ဟောကြားပါလေနဲ့လူတွေဘာဖြစ်လို့အာလုံးတရားထုမရကြတယ်လဲဘုရားကာနာမောက်ပလန်ကရှောက်တော့ဒီမဲ့တဲ့ချက်သားမိကိုပဲနာမေးမယ်ကွာတာဝိတိတီကိုလူမြောက်သွားကျင်လို့မင်းကိုလာမေးပြီကွာမင်းကလမ်းညွန်ပြလိုက်ပြီကွာအဲ့ဒီနှစ်ယောက်ကလေးကတယောက်ကမင်းလမ်းညွန်တဲ့အတိုင်းမသွားဘူးကွာတယောက်ကတော့လမ်းညွန်တဲ့အတိုင်းသွားမယ်နှစ်ယောက်စလုံးတာဝိတိတီရောက်ပါမလားမရောက်ဘူးဗျာတပည့်တော်ညွန်ချပြတ်တာလေ